ပုတ်ရမ်းမင်းကြီး Francis ဟာလေးဖြတ်တာကြောင့်ပြန်လည်တော်မူခဲ့တာဖြစ်ကြောင်း April 22ရက်နေ့ကသူပြန်လည်တော်မူပြီးနောက်နိုင်ပိုင်းအခြားမှာ Vatican ကကြေညာပါတယ်။တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုတ်ရမ်းမင်းကြီး Francis ဟာ Catholic Christian ကျောင်းတော်ကိုဦးဆောင်ခဲ့တဲ့7နှစ်တာကာလအတွင်းပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုတွေနဲ့အတူဘာသာတရားကိုင်ဆိုင်ရေးလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံသားဖြစ်တဲ့ပုတ်ရမ်းမင်းကြီးဖရန်စစ်ဟာသတင်းပတ်၅ပတ်ကြာနမိုနီးယားရောဂါကိုအပြင်းထန်ခံစားခဲ့ရပြီးဆေးရုံကနေဆင်းပြီးတဲ့နောက်တလနီးပါးကြာဗာတီကန်မှာရှိတဲ့သူ့ရဲ့စန်တာမာတာအိမ်တော်မှာ ပြန်လည်တော်မူသွားခဲ့တာဖြစ်ပါတယ်။ စိန့်ပီတာယင်ပြင်မှာအီစတာပွဲတော်ပရိသတ်ကိုသူကြိုဆိုနှုတ်ဆက်ပြီးတဲ့နောက်တရက်အကြာမှာသူပြန်လည်တော်မူသွားရတဲ့အတွက်မျက်ရည်ကျနေသူအများပြအပါအဝင်ဝမ်းနဲ့ပူဆွေးနေသူတွေစိန့်ပီတာယင်ပြင်မှာစုဝေးကြပါတယ်သူတကယ်ပဲဖျားသခင်ထံပြန်သွားပါပြီလို့အီတလီနိုင်ငံသားတဦးဖြစ်တဲ့ဆီဆာရီနာကိုင်ရက်တူက AFP ကိုပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစပြီးရုရှားသမ္မတဗလာဒီမာပူတင်အထိအပါအဝင်ကမ္ဘာကောင်းဆောင်တွေက ပုတ်ရဟမင်းကြီးဖရန်စစ်ရဲ့ကျင့်ဝတ်နဲ့စိတ်သက်ဆိုင်ရာကောင်းဆောင်မှုကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်ပုတ်ရဟမင်းကြီးပြန်လည်တော်မူမှုအတွက်ကဘာတဝမ်းစုတောင်းပွဲတွေကျင်းပနေတာလည်းရှိပါသေးတယ်။ပုတ်ရဟမင်းကြီးရဲ့ဇာပနာအခမ်းအနားကိုတက်ရောက်မယ်လို့ကြေညာတဲ့ပထမဆုံးသောခေါင်းဆောင်တွေထဲမှာအမေရိကန်သမ္မတထရန့်လည်းပါဝင်ပါသေးတယ်။ လွတ်သောမီဒီယာကိုဆက်လက်ရည်တည်ဟန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီတင်ချင်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။